မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ2ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့နာမည်ကျော်မဘာသာတွေးတောက်အဖွဲ့ဝင်နဲ့အစွန်ရောက်အမျိုးသားဝါဒီစစ်တပ်လော်ဘီပြူစောတိမင်းမင်းတိတ်ဆုံးပြီးတဲ့နောက်အလောင်းပြန်လည်မရရှိသေးတဲ့အတွက်ရှာဖွေနေကြပြီးအလောင်းနဲ့ခေါင်းပါပြန်လည်ရရှိရေးအတွက်စူးစမ်းရှာဖွေနေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ29ရက်နေ့မိုးလွဲတန်တားရီကန်အချိန်မှာတော်လိုင်းတပ်ဖွဲ့များရဲ့သတင်းများကိုစုံစမ်းရန်နေပြည်တော်ပုံပတ်ဒီလီမျိုးနဲ့နေပြည်တော်တောင်ညိုလမ်းအတိုင်းကားနဲ့ဆင်းလာတဲ့အကြမ်းဖက်စစ်တပ်လော်ဘီအကြီးစားမင်းမင်းနဲ့သူ့ရဲ့နောက်လိုက်၃ဦးတို့ကိုလမ်းပိုင်းတနေရာအရောက်မှာဗေဒနုပ်ပြည်သူ့ကာကွယ်တပ်မ တော့မက်မောင်မြို့နယ်အခြေစိုက်ဂျိုးဂျာနီတိုက်ရင် BO7 ကရဲဘော်များကပြစ်ခတ်ရှင်းလင်းခဲ့ရာလော်ဘီမင်းမင်းနဲ့၎င်းရဲ့နောက်လိုက်တပ်တော်ဆောင်တအူးတို့တေးဆုံးသွားခဲ့တယ်လို့သိရပါတယ် ကျွန်တော်တို့အလောင်းရောခေါင်းရောမရသေးပါဘူး။သူကလည်းနေထိုင်တာလျှော့ဝလွန်းတော့သူ့ရဲ့မိသားစုကဘယ်မှာလဲ။ကြံရည်သူမိသားစုကိုဘယ်လိုကူရမလဲ။ဒါတွေလည်းမလုပ်နိုင်သေးပါဘူး။အခုတော့တတ်ဆိုင်ရာကိုအလောင်းပြန်ရှာပေးဖို့တော့အကြောင်းကြားထားပေမဲ့လည်းဘာမှတုံ့ပြန်တာမရှိဘူးလို့အစိုးရအမျိုးသားရေးလှုပ်ရှားသူတို့ကသူ့ရဲ့လူမှုကွန်ရက်ပေါ်ကနေတစ်ဆင့်နောက်ဆုံးအခြေအနေကိုအသိပေးထားပါရယ်။စစ်လော်ဘီမင်းမင်းဟာမလေးရှားနိုင်ငံမှာအလုပ်လုပ်နေပြီးတော့လင်းယုံပရဟိတအဖွဲ့အမြေခံထူထောင်ကပြည်တွင်းမှာရှိတဲ့ တွေးတောက်အဖွဲ့တွေအတော်လက်နက်များကိုအလူခံပေးခြင်းမဘာတာနဲ့အမျိုးသားရေးလှုံ့ဆော်မှုမှာပါဝင်ခြင်းများကိုလှုံ့ဆော်ခဲ့တယ်လို့သိရပါတယ်။လူမှုကွန်ရက်များကနေတစဉ်စစ်တပ်ထောက်ခံတဲ့လှုံ့ဆော်မှုများ NLD ပါတီဝင်များကိုရှင်းလင်းရန် PDF များကိုရှင်းလင်းရန်လှုံ့ဆော်ခဲ့သူတဦးလည်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့မလေးရှားကနေပြန်လာပြီးတော့အညာဘက်မှာပြည်သူစစ်ပြူစောထိအဖြစ်နဲ့လောက်ကင်နေတဲ့အချိန်ပြစ်ခတ်ခံရပြီးတော့တိတ်ဆုံးသွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မဘာတာလော်ဘီမင်းမင်းတက်ခံရမှုနဲ့ပတ်သက်ပြီးတော့ စစ်လော်ဘီကြော်ဆိုးဦးကတခုခုလက်တုံပြန်မယ်လို့ Telegram Channel ကနေပြောဆိုသွားပြီးတော့အမျိုးသားရေးသမားအများစုကလည်းတွေးကြွေးကိုပြန်လဲရယူမှာဖြစ်ကြောင်းအလှဲ့ကြရဲ့မနှွယ်စရန်းဆိုပြီးတော့ကြွေးကြော်ထုတ်ဖော်ပြောဆိုနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ်စကမ်းတိုင်းတိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်အမ်းမြုံနယ်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နောက်ပါခလုံကြုံရေးအတွာကာရန်ထားတဲ့အရန်စကမ်းသုံးခုကိုအရခတက်တော်အေအေဘက်ကထပ်မံတိုက်ပတ်ရရှိသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အမ်းမြို့တဲကမြို့တက်ဓာတ်ပေါင်းစုစစ်ပေးရှောင်စခန်းမှာတပ်ဆွဲနေရယူထားတဲ့စစ်ကောင်စီစခန်းဂန္ဓာယုံဖုန်ကြီးเจ้าမှာတပ်ဆွဲထားတဲ့စစ်ကောင်စီစခန်းနဲ့လေရင်ကွင်းမြို့ဟောင်းမှာတပ်ဆွဲထားတဲ့စစ်စခန်းတို့ကိုအရခတက်တော်အေအေကနိုဝင်ဘာလ29ရက်နေ့ကတည်းကတိမ့်ပိုက်လိုက်ပြီလို့အန်ဒေတာကစစ်ရေးသတင်းရင်းမြစ်တူကပြောကြားထားပါတယ်ဒီစခန်းတွေကစစ်ကောင်စီတွေဝင်ရောက်တပ်ဆွဲထားတဲ့နေရာတွေပါဒီစခန်း၃ခုပေါင်းရင်စစ်ရင်အားက200လောက်ရှိမယ်လို့ခန့်မှန်းရတယ်အကုန်လုံးကိုအေအေကသိမ်းသွားပြီလို့ပြောဆိုထားပါတယ်အဲ့ဒီစခန်း၃ခုကစစ်ကောင်စီတပ်သားတချို့ဟာဒဏ်ရာရရှိပြီးတော့အဖမ်းခံရသူများလည်းရှိသ လို့တချို့ဟာလည်းနဘာခတဲကိုထွက်ပြေးသွားကြတယ်လို့သိရပါဗျ။တေဆုံးသူဒဏ်ရာရတဲ့သူတွေရှိတယ်။ဒဏ်ရာနဲ့ AAC မှာအဖမ်းခံရတဲ့စစ်သားတွေလည်းရှိတယ်။အဖမ်းမခံဘဲနဲ့နဘာခကိုဝင်ပြေးတဲ့သူတွေလည်းရှိတယ်လို့ပြောဆိုထားပါဗျ။လက်ရှိတိုက်ပွဲများဟာနဘာခဌာနချုပ်အနီးမှာဖြစ်ပွားနေပြီးတော့အမ်းမြုံမှာရဲစခန်းအပါအဝင်အမ်းမြုံပေါ်နေရာတော်တော်များများကို AA ကထိန်းချုပ်လိုက်ပြီးလို့အန်ဒီသကန်တို့ကပြောကြားထားပါဗျ။ဒါအပြင်အမ်းမြုံမှာရဲစခန်းနဲ့အမှတ်69စစ်မြေပြင်အင်ဂျင်နီယာတက်ရင်ဘီတက်ရင်တို့ကိုအရခတက်တော် AA ကသိမ်းပိုက်ပြီးတဲ့နောက် တရင်မှုဝင်းထင်ဗိုလ်ကြီးဟိန်းပြည်ဆောင်အပါဝင်ဗိုလ်ကြီးသုံးဦးနဲ့ရတဖွဲ့ဝင်များဟာနိုဗ ెంబ ာလ25ရက်နေ့ကလေးကထွက်ပြေးလွတ်မြောက်နေတယ်လို့ဘီအီးတက်နဲ့နီးစပ်သူကပြောပြထားပါတယ်အဲ့ဒီဘီအီးတက်ကအန်တမျိုးလုံးပတ်ပတ်လဲကိုမိုင်းနေထောင်သွားတာသူတို့ကိုဖမ်းမမိလိုက်ဘူးထွက်ပြေးသွားတယ်လို့သိရတယ်သူတို့ကဒီလ25ရက်နေ့ကထွက်ပြေးသွားတာပါအန်ယုံမမှာပျောက်ဆုံးနေတာဘယ်ကိုရောက်နေမှန်းတော့မသိရဘူးသူတို့အဖွဲ့ကအန်တက်မြို့လုံးကိုမိုင်းထောင်ဖို့တာဝန်ယူခဲ့တဲ့အဖွဲ့ဆိုတော့ဖမ်းမိဖို့လုံနေပါတယ်လို့ပြောဆိုထားပါတယ်အရခတက်တော်ဟာ အမ်းမြုံအခြေဆိုင်နဘခအနီးမှာရှိတဲ့တရဲတပ်ဖွဲ့ပေါင်း10ခုကျော်ကိုတိတ်ပိုက်ထားပြီးတော့လက်ရှိအချိန်မှာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တခုသာကြာရှိတော့ပြီးအေအေဘက်ကဝိုင်းရပိတ်ဆို့ထားတယ်လို့သိရပါတယ်အမ်းမြုံထဲမှာပိတ်မိနေတဲ့မြို့ကန်များကိုလည်းအရခတက်တော်ကတတုပ်ပြီးတတုပ်ကဲထုတ်ပေးလျက်ရှိရာအများစုသောပြည်သူများဟာဘေးလွတ်ရာကိုရောက်ရှိသွားပြီဖြစ်တယ်လို့ဒေသခံများကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းရင်းမာပင်မြို့ပေါ်ရဲစခန်းနဲ့ကျင်းနီတင်ရင်နန်းကို ဒရုန်းမိုင်းများနဲ့တိုက်ခတ်ရာအကြမ်းဖက်စစ်တပ်ကထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ24ရက်နေ့မှာရင်းမာပင်မြို့ပေါ်ရဲစခန်းကိုအလာဝက LPDF နဲ့မဟာမိတ်တပ်ဖွဲ့များကဒရုန်းနဲ့ပုံကျဲတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိတော်လဲအရေးအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိဘူးလို့သိရပါတယ်။နိုဝင်ဘာလ26ရက်နေ့မှာရင်းမာပင်မြို့ပေါ်မှာရှိတဲ့မြောက်ကရချောင်းအနီးမှာကျင်းဒီကားရင်တန်းကိုအလာဝက LPDF တပ်ဖွဲ့ကရှေ့ရွက်မိုင်းများနဲ့ဖောက်ခွဲတိုက်ခတ်ခဲ့ပြီးတော့ ကျင်းနေတဲ့ကားတစီထိခိုက်ပျက်စီးခဲ့ပြီးတော့စစ်ကောင်စီတပ်သားများထိခိုက်မှုရှိမရှိကိုတော့အတိပြုတ်နိုင်ချက်မရှိသေးဘူးလို့သိရပါတယ်။ရေးမာပြင်မြို့ပေါ်ရဲစခန်းကို drone နဲ့တိုက်ခိုက်ခဲ့တာစစ်ခွဲတွေထိခိုက်မှုရှိနိုင်ပါတယ်။တိုက်စုံမှုအရေးအတွက်ကတော့အတိပြုတ်နိုင်ချက်မရှိသေးဘူး။ကျင်းနေတဲ့ရင်းနှန်းကတော့လမ်းသွားလမ်းလာပြည်သူတွေကိုရှောင်ရှားပြီးတော့မိုင်းခွဲတိုက်ခိုက်ခဲ့ရတာဆိုတော့စိတ်တိုင်းကြတော့မဖြစ်ခဲ့ဘူး။ခီးသွားပြည်သူတွေမရှိတဲ့အချိန်နောက်ဆုံးကားကိုပဲတိုက်ခိုက်နိုင်ခဲ့တယ်။ထိခိုက်မှုရှိမရှိတော့အတိမပြုတ်နိုင်ဘူး။စစ်ခွဲရင်းနှန်းမဟုတ်တဲ့အတွက်ကားပြက်စီးတာလောက်ပဲဖြစ်နိုင်တယ်။ ခွေးကင်းမုံတွေကလည်းရှိနေတော့တေချာအတီးပြုတ်ဖို့ခက်ခဲနေတယ်လို့အာလာဝက LDF ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကိုအာလာဝက LDF နဲ့မဲမောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။ဒေသခံပြည်သူများအနေနဲ့အကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထုတ်မှုများလှုပ်ဆောင်လာခဲ့ရဲ့နေမြေအခြေအနေကိုစုံစမ်းသွားလာကြရန်အာလာဝက LDF အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မဂွေတာပခုတ်ကူမြို့နယ်ရေလာလေးပြူစောတိရွာဂိတ်စခန်းမှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို drone နဲ့ဘုံကျဲတိုက်ခိုက်ရာစစ်တပ်ကထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ26ရက်နေ့မိုးလွယ်တနားီ18မိနစ်ခန့်မှာပခုတ်ကူမြို့နယ်ရေလာလေးပြူစောတိရွာဂိတ်စခန်းမှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်သားနဲ့ပြူစောတိများကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံဒီအလုံးကြီး20ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီ ီးတော့တော်လိုင်းရေးတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်စစ်ခွေးသုံးအောင်အပြင်းထန်ဒဏ်ရာရသွားတယ်လို့သိရတယ်စစ်ခွေးတွေတေဆုံးခြင်းရှိမရှိတော့အတိမပြုတ်နိုင်သေးဘူးလို့ Black Eagle Drone Force ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကို Black Eagle Drone Force ABSDF Column 3နဲ့ KMRF အဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းဟိုပုံးမြို့နယ်မန်ပုံကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုကိုပြစ်တက်ပြီးတော့တွဲဘက်ဆေးရည်ဖြစ်သူကို RCSS တပ်ဖွဲ့ကဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ30ရက်နေ့ည9:30မိနစ်ခန့်မှာဟိုပုံးမြို့နယ်နားပုံကျေးရွာဖုံကြီးကျောင်းမှာရှမ်းနှစ်တက်ဂျိုးစိုးပွဲကျင်းပပြုလုပ်နေတဲ့အချိန်အုပ်ချုပ်ရေးမှုစိုင်းဆန်အောင်က ပွဲကင်းတဲ့ကနေပြီးတော့နားပုံကျေးရွာမှာရှိတဲ့ရွာတကြီးရဲ့နေအိမ်ကိုအလဲသွားပြီးည7:30နာရီ30မိနစ်ခန့်မှာစိုက်ကယ်နဲ့နေအိမ်ကိုပြန်လာတဲ့အချိန်နားပုံကျေးရွာအနောက်ဘက်အရောက်မှာ RCS တပ်ဖွဲ့ကပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့ပွဲကင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။တိတ်ဆုံးသွားတယ်အသက်28နှစ်အရွယ်အုတ်ချုပ်ရဲမှုစိုင်းဆန်အောင်ဟာ ဟိုပုံးမြို့နယ်နားပုံကျေးရွာအုပ်စုမှာအများပြည်သူရွေးချယ်တင်မြှောက်ထားရတဲ့ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတာဝန်ကိုထမ်းဆောင်နေသူဖြစ်ပြီးတော့အများပြည်သူလေးစားရတဲ့ပုံကိုဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်စိုင်းဆန်အောင်နဲ့တွဲပတ်ဆေးရီတာဝန်ယူထားသူနားပုံကျေးရွာနေအသက်32နှစ်အရွယ် ဆိုင်းပန်တီကိုပါ RCS တပ်ဖွဲ့တွေကဖမ်းဆီးသွားတယ်လို့သိရပါတယ်။အခုကာလဟာရှမ်းတပ်ဖွဲ့နှစ်ဖွဲ့အပြည့်ရပြီးတော့အ мян လုံးပေါင်းစည်းနိုင်ရန်ရှမ်းပြည်သူလူထုကဂျားဝင်ဆိတ်ဆက်ညှိနှိုင်းပေးနေတဲ့ကာလဖြစ်ပြီးတော့ရှမ်းတပ်ဖွဲ့နှစ်ဖွဲ့ပေါင်းစည်းနိုင်ရေးအတွားရှေ့ရှုကနှစ်ဖက်တိုက်ပွဲများမဖြစ်ပွားစေရန် SSPP SSA အနေနဲ့ထိမ့်သိမ်းခဲ့တော့လေ RCS တပ်ဖွဲ့ကအခွင့်ကောင်းအဖြစ်နဲ့အတုံးချကတပ်စခန်းများတပ်ဖွဲ့ဝင်များဒေသခံပြည်သူများကိုအချိန်ကြိမ်တိုက်ခိုက်တပ်ဖြတ်ဖမ်းဆီးနေခြင်းဖြစ်တယ်လို့ SSPP ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင်မုံမြို့နယ်မှာစစ်ကောင်စီတပ်ထောင်ထားတဲ့မိုင်းကြောင့် ိသားစုဝင်၃ဦးထိခိုက်မှုဖြစ်ပြီးတော့ကလင်းငယ်နဲ့ဖခင်ဖြစ်သူတို့တေဆုံးကမိခင်ဖြစ်သူတရားရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီတပ်ဟာ KNU အုပ်ချုပ်မှုနယ်မြေညောင်လေးပင်ခရိုင်ကိုလက်နက်ကြီး drone တွေနဲ့တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့အခြေအနေနဲ့စစ်ကောင်စီတပ်ထောင်ထားတဲ့မိုင်းကြောင်ဒေသခံပြည်သူတွေထိခိုက်မှုအခြေအနေကိုဖော်ပြခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ် November 28ရက်နေ့ကဖြူးမြို့နယ်ပေါ့စလုတ်ကျေးရွာကမိသားစုတစုဟာမြို့ကိုဈေးဝယ်ရန်တွားရောက်ရာညောင်ပင်သာကျေးရွာအရောက်မှာစစ်ကောင်စီတပ်သားများထောင်ထားတဲ့မိုင်းပေါက်ကွဲမှုကြောင့်အသက်28နှစ်အရွယ်ကိုစိုးမင်းအောင် င်နဲ့၎င်းရဲ့ငားနဲ့အရွယ်သမီးငယ်မအေးမြတ်ငိမ့်လို့ပွဲချင်းပြီးတည်ဆုံးကကလေးငယ်ရဲ့မိခင်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။ဒဏ်ရာရရှိသူအသက်25နှစ်အရွယ်မနုနုဝင်းဟာဖြူးစေးယုံမှာဆေးကုသမှုခံယူနေရတယ်လို့ဖော်ပြထားပါတယ်။ KNU ကြောက်ကြီးလဲတို့မြို့နယ်မှာလေနိုဗ ెంబ ာလ28ရက်နေ့ကစစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် တူကပီကျွဲတလင်းကြီးရွာကဖုန်ကြီးကျောင်းနဲ့ရွာသားရကြီးရွာကဖုန်ကြီးကျောင်းတို့ထိခိုက်ပျက်စီးခဲ့ရတယ်လို့အသိပေးထားပါတယ်။နိုဝင်ဘာလ28ရက်နေ့မှာလဲစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကျောင်းနတ်တလင်းကြီးရွာဖုန်ကြီးကျောင်းထိခိုက်ပျက်စီးခဲ့တယ်လို့ပြောဆိုထားပါတယ်။ကရင်မော်တနင်္သာရီနေ့ပဲခူးဒေသများပါဝင်တဲ့တောင်ပိုင်းတိုင်းစစ်ဒေသနယ်မြေမှာလဲပြီးခဲ့တဲ့တပတ်အတွင်းမှာစစ်ကောင်စီကကြီးရွာများကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လက်နက်ကြီးများဒရုန်းများနဲ့တိုက်ခိုက်မှုအချိန်ရေတွက်85ချိန်ပြုတ်လုပ်ခဲ့တယ်လို့တောင်ပိုင်းစစ်ဒေသကသတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်ရဲ့အကြမ်းဖက်လုပ်ရများကြောင်းတပတ်အတွင်းမှာအပြစ်မဲ့ပြည်သူ၃ဦးသေဆုံးပြီး၃၃ဦးထိခိုက်ဒဏ်ရာရရှိကောင်မတရားဖမ်းဆီးခံရသူ၂၂ဦးရှိခဲ့တယ်လို့ဖော်ပြထားပါတယ်စစ်ကောင်စီရဲ့လက်ပါစီများဟာတပ်လက်ပိုင်းအရွယ်ရှိတဲ့လူငယ်များကိုအဓမ္မဖမ်းဆီးကာစစ်သားစုဆောင်ရေးကိုပို့ဆောင်ခြင်းငင်းဆံမာကအယမ်းမဲ့အပြစ်ပေးခြင်းနဲ့အပြစ်မဲ့တဲ့ပြည်သူများကိုအကြောင်းမဲ့ဖမ်းဆီးပြီးတော့အသက်သေဆုံးသည့်အထိရိုက်နှက်ဆက်ဆဲမေးမြန်းခြင်းအလောင်းဖြောက်ဖြက်ခြင်းစတဲ့စစ်ရာဇဝဲမှုများကိုကျူးလွန်နေတယ်လို့တောင်ပိုင်းစစ်တေတာကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ